အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာပြည်သူ့လွတ်တော်ရနာချိန်မှာလွတ်တော်တွင်သတင်းယူနေတဲ့မီဒီယာသမားတွေနဲ့မိနစ်30ကျော်ကြာတွေ့ဆုံစကားပြောခဲ့တာဖြစ်ပါတယ်။ပဇီပုံခြေကံဥပဒေပြင်ဆင်ရေးပိုင်းမှာလွတ်တော်ထက်ကတက်မတော်ရှိနေတယ်လို့လူတစုတစ်ဖွဲ့ကအများပြည်သူတွေထက်ပိုပြီးဒီနိုင်ငံအတွက်ဘာတင်းတော်တယ်လဲဆိုတာသိပါတယ်လို့ပြောနေတာတွေကိုဒီမိုကရေစီမဟုတ်ဘူးလို့ဖွဲ့စည်းပုံပြည်စည်းရေးနဲ့ပတ်သက်ပြီးအခုလိုရှင်းပြခဲ့ပါတယ်။ လူတစုတစ်ခွေရနေပြီးတော့အများပြည်သူတွေပို့ပြီးတော့ဒီနိုင်ငံအတွက်ဘာဘာတင့်တော်တယ်လဲဆိုတာသိပါတယ်ဆိုတော့အမြင်ကိုကဒီလိုပဲရှိနေပေါ့အဲ့ဒါကအခေအားဟိုပြည်သူမဟုတ်ဘူးဒါအုတ်ချုပ်တဲ့တစုတစ်ခွေရတာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဒီတစုတစ်ခွေရတာဒီနိုင်ငံအတွက်အဓိကကြားတယ်ဆုံးဖြတ်ချက်တွေလို့ပိုင်ခွင့်ရှိတယ်ဆိုကြတဲ့ကဘယ်မှာလဲဒီမိုကရေစီဒီမိုကရေစီဆိုတဲ့စကားရဲ့အဓိပ္ပာယ်နဲ့ကိုအဖြေသာဆိုင်တယ်အဲ့တော့ကြောင့်မလို့ဒီလို ဒီသူဆန္ဒဘာလဲဆိုတာသိရနေသိရနေစမ်းကြည့်နေဆိုလို့ရှိရင်ဒါဒီမိုကရေစီလမ်းကြောင်းတော့တောင်းနေတာမဟုတ်ဘူးဆိုတာတော့အရှင်းရှင်းလင်းလင်းပြတာတော့ရောက်ပါတယ်ဒါအပြင်ပုံမှန်၄၃၆ကိုပြင်ဆင်နိုင်ဖို့နဲ့ပတ်သက်ပြီးတမတော်ကိုတိုက်တွန်းရတဲ့အကြောင်းကိုတော့အခုလိုပြောပြခဲ့ပါတယ်အဖီအားပေးတယ်ဆိုရင်ဖီအားပေးမပေးလို့လည်းမရဘူးတမတော်ကဒီတာဝန်ယူထားတာကိုဒီတာဝန်ပဲပြောအခွင့်အရေးပေါ့တကယ်တော့ဒါအခွင့်အရေးပါတမတော်ကနေပြောဒီဟာကိုပြင်ဆင်ပိုင်ခွင့် ဆုံးဖြတ်ဆုံးဖြတ်နိုင်တဲ့အခွင့်ပြင်ဆင်မလားပြင်မပြင်ဆင်ဘူးလားဆိုတာဆုံးဖြတ်နိုင်တဲ့အခွင့်အရေးကိုယူထားတာပေါ့အဲ့တော့အခွင့်အရေးယူထားတဲ့အဖွဲ့အစည်းကိုပဲတိုက်တွန်းရမှာပေါ့ဒါဖိအားပေးတယ်လို့ပြောရင်လည်းပြောပေါ့အခွင့်အရေးမယူထားတဲ့အဖွဲ့အစည်းကိုတိုက်တွန်းလို့ဘာထုမှလဲအနိတာကိုလာပြီးတိုက်တွန်းလို့ဘာလုပ်မှလဲတောင်းမပြင်ပေးပါလို့ပြောလို့ဘာလုပ်မှလဲတလုပ်ပေးနိုင်တာမှမဟုတ်ပဲအဲ့တော့ဟိုဒီဟာကိုလုတ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်ကိုပဲတိုက်တွန်းမှဒါအတိတ်ပဲရှိတယ် တကယ်လို့သာပြည်ထောင်စုချန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကပုံမှန်၄၃၆ပြည်စင်ရေးအတွက်လွှတ်တော်မှာတည်တင်းသွားမယ်ဆိုရင်လည်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့ထောက်ခံသွားမှာဖြစ်တယ်လို့တချို့ကဝေဖန်နေတဲ့အနယ်ဒီတိုက်ခံပါတီကလွှတ်တော်တွင်မှာတိုက်ခံဆောင်ရွက်မှုမရှိဘူးလို့ပြောနေတဲ့ကိစ္စတွေပေါ်အခုလိုရှင်းပြပါတယ်ကျန်းခံဖွံ့ဖြိုးရေးကနေပြီးတော့အန်ဂျီရိုလိုဂျင်တဲ့ပုံစံအတိုင်း၄၃၆ကိုပြုပြင်ရေးကို လွတ်တော်မှာဆိုတင်သွင်းရင်တိတိထောက်ခံမှာပေါ့ဘာဖြစ်လို့ဒါကျန်းမာရေးဖွံ့ဖြိုးရေးအဖွဲ့ချုပ်အဖွဲ့ကနေပြီးတော့တင်တဲ့ဟာမလို့ကန့်ကွက်ကယ်ဆိုပြီးတော့လုပ်ရမှာလေဒီဟာနိုင်ငံရေးအတိုက်ခံဆိုတဲ့သဘောတရားကိုနည်းနည်းနားမလည်တာနိုင်ငံရေးအတိုက်ခံဆိုတာဟာဒါအနိကန်ကပြောရတယ်အတိုက်ခံဆိုတဲ့စကားလုံးကြီးကတမျိုးကြီးပဲလို့ opposition ဆိုတော့ဆန့်ကျင်တာပေါ့နော်ဆန့်ကျင်တယ်ဆန့်ကျင်တယ်ဆိုတော့ဘာလဲဆိုတော့အစိုးရကိုထိန်းထားတဲ့သဘောပါတကယ်ကြတော့ဒီမိုကရေစီမှာ စံညီမဲ့ပါတီရဲ့အဓိကတာဝန်ကအစိုးရကိုထိန်းထားဖို့အစိုးရတခုကိုထားလို့ရှိရင်သူလုပ်ချင်တာလုပ်မှာပေါ့အဲ့တော့ဟိုမလွတ်ထားဘဲနဲ့ဒီအစိုးရလုပ်တဲ့ကိစ္စတွေကိုမင်းများမို့ထောက်ပြဖို့ဒါမှမဟုတ်ဒါမှမဟုတ်လုပ်တင်လုပ်ဆိုင်တာတွေကိုတိုက်တွန်းဖို့အဲ့ဒါတွေကတော့အစိုးရအဖွဲ့အချင်းချင်းကဒီအစိုးရရဲ့ပါတီကပြန်မလုပ်လို့ရှိလို့ရှိရင်တခြားပါတီတွေကလုပ်ရတာပေါ့ ဒါအပြင်ဒေါ်ဆန်းစုကြည်ကအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကြောင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေနဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုဟာထိတိုက်တွေ့စရာအကြောင်းဘယ်တော့မှမရှိဘူးလို့လည်းအခုလိုပြောခဲ့ပါဗျ။တချို့ကပေါ့နော်တကယ်တော့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲလှုပ်ရှားမှုကိုဟိုအမပေးချင်တော့အဲဒီမှာလုံနေတာကိုထိမယ်။ဘာထိစရာမှမလိုဘူး။ဒီဘာဖြစ်ဆိုတော့ဒီဒီဂျစ်တာရဆွဲရေလုံနေတာတတ်တတ်ပဲ။လုံနေတဲ့လူတွေကလုံနေပါဆက်လုံနေပါ။ ဟိုဒီဘက်ကနေပြတော့ပြည်ပြည်ပြောင်းလဲရေးအတွက်ဖွဲ့စည်းပုံခြေကဥပဒေပြည်ပြည်ပြောင်းလဲရေးအတွက်လုပ်နေတာလေဆက်ပြီးလုပ်မယ်ဒီနှစ်ခုကအခုနှစ်တခုဟိုထိတ်တိုက်တွေးစရာအကြောင်းလည်းဖြစ်မရှိပါဘူးပြည်သူ့ရဲကောက်ပွဲကော်မရှင်ကနိုင်ငံတော်သမ္မတထံတင်ပြခဲ့တဲ့နိုင်ငံရေးပါတီတွေအတွက်အခွန်ကင်းလွတ်ခွင့်ကားပါမဲ့ရုံးခန်းဖွင့်ခွင့်မြေခွက်ကိစ္စတွေကိုလည်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့လက်ခံမှာမဟုတ်ဘူးလို့ဒေါ်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်ခင်ဗျာ